ဲ့ဘက်ဈေးမနိုင်ရင်ဒါဘဝဲတော့မှာပေါ့ဒီလောက် fashion နေစုံနေတဲ့ဟာကို အလုံးမင်္ဂလာပါရှင်တန်ကုန်လန်ကတက်ဆက်ပေးနေရတန်ကုန်ဟက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Huawei ကနေပြီးတော့2024ထဲကထွက်ထားပြီမဲ့အခုချိန်ထိလူကြိုက်အများဆုံးဖြစ်တဲ့ Huawei Mate 11.5 S Plus လေးကဘယ်လိုလူတွေအတွက်အဆင်ပြေမလဲသူ့ရဲ့အားသာချက်တွေကဘာဖြစ်မလဲနောက်ပြီးတော့15သိန်း20ဝန်းကျင်နဲ့ရွေးချယ်လို့ကောင်းရလားဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော် အလေးချိန်တဲ့အထုက6.2 mm နဲ့910 g ရှိတယ်။လက်ထဲမှာရောအမြင်ရရောကြစ်ကြစ်လစ်လစ်လေးနဲ့အရမ်းမိုက်တဲ့ခစားချက်မျိုးကိုပေးတယ်ပေါ့နော်။နောက်ပြီးဒီဇိုင်းမိမဆိုလို့ရှိရင်လည်းစတိုင်ကျပြီးတော့ဘဲသွားသွားတည်သွားမယ်ဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေတဲ့အထဲမှာပါတယ်။ခြုံပြောရမယ်ဆိုလို့ရှိရင်တော့ slick and chic design ပေါ့နော်။ပုတ်ပါမယ်စတိုင်ကျမယ်။ကင်မရာပိုင်းမှာဆိုလို့ရှိရင်လည်းရိုးရိုးရှင်းလင်းပဲ main camera 30 megapixel, selfie camera 8 megapixel ကိုသုံးမိထားတယ်။ display အနေနဲ့က IPS LCD 144 Hz high refresh rate နဲ့လာတယ်။သူ့ရဲ့ display ကကြတော့ paper mat display ဖြစ်တဲ့အတွက်ကြောင့်မလို့တခြားသမန် tablet တွေထက်ဆိုင်းရင်တော့အလင်းပြန်နာကတော်တော်လေးကိုနည်းတယ်။ touch ကလည်းတော်တော်လေး smooth ဖြစ်ပြီးတော့သူ့မှာပါတဲ့ stylus က matte display ပုံမှာဆွဲလို့ရှိရင်တော်တော်လေး smooth ဖြစ်ပြီးတော့စာရွက်တစ်ခုခုပုံမှာဆွဲနေရတဲ့ခံစားချက်မျိုးပေးတယ်။ဒါကြောင့်မလို့လည်းဒီ tablet လေးကို digital artist တော်တော်များများကရွေးချယ်ကြတာပေါ့နော်။ screen လည်းကြီးတယ် tablet လည်းဖြစ်တဲ့နေရာမှာနောက်ထပ်သဘောကျစရာ ရာတစ်ခုကကြတော့လုံးဝလက်ရမထင်တာပဲနောက်ပြီးတော့ဒီ screen time များတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းမျက်စိညောင်းတာကိုသက်သာစေတာကဒီ display ရဲ့အသာချက်ပေါ့နော်နောက်ပြီး storage ပိုင်းမှာဆိုလို့ရှိရင် RAM 8GB RAM 256GB နဲ့လာတယ် resolution က 2.8GB high resolution နဲ့ LCD panel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ contract ကတော့ OLED display လောက်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဈေးတန်းဝင်းကျင်နေဆိုရင်တော့ဆိုးတော့မဆိုးဘူး audio ပိုင်းကကြတော့ bass down ကိုတော်တော်လေး support ပေးထားတာမျိုးကိုတွေ့ရတယ် battery ပိုင်းက 6800mAh ကို 23W charge ချာနဲ့အားတွင်းအက်ဒပ်တာပါတယ်။ငါးနိုင်လောက်စတမ်းမိုက်သုံးမဲ့ဆိုရင်တော့မှဘက်ထရီကတော်တော်လေးကိုခံတဲ့ထင်မှာပါတယ်။ဟာဝဲမိတ်ပတ်11.5 S တက်ပလက်ဝယ်ယူပြီးပြီဆိုတာနဲ့နောက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်က accessory တွေပေါ့နော်။သူ့မှာဆိုလို့ရှိရင် keyboard cover နဲ့ ambassador ကတခါတည်း original ပါပြီးသား။သူ့ရဲ့ cover က Tamen Bluetooth cover တွေမျိုးမဟုတ်ဘဲနဲ့ keyboard cover မျိုးဖြစ်တယ်။နှလုံးနဲ့မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်တက်ပလက်တစ်လုံးဝယ်ထားပြီးတော့ laptop လိုမျိုးသုံးလို့ရမယ်။စိုင်ကြောက်ကြောက် vibe မျိုးပေါ့နော်။ keyboard နဲ့သုံးမယ်ဆိုလို့ရှိရင်သူ့မှာပါတဲ့ magnetic နဲ့ attach cash လို့ပြီးတော့ cover stanley ထောင်သုံးယူမယ်မဟုတ်ဘူးကျွန်တော်ကတော့ keyboard တက်တက် tablet တက်တက်သုံးမယ်ဆိုလို့ရှိရင်လည်း keyboard ကို wireless အနေနဲ့ဖြုတ်ပြီးတော့သုံးလို့ရတယ် cover တီးတဲ့အနေနဲ့လည်းသုံးလို့ရတယ်လူမျိုး all in one original keyboard ကိုအပြင်မှာတက်တက်ဝယ်မယ်ဆိုလို့ရှိရင်သုံးသိကျော်လောက်ပေးရတဲ့အတွက်ကြောင့်မလို့ဒီမှာတစ်ခါတည်းပါတဲ့အတွက်လုံးဝကွက်တီပဲ ambassador မှာဆိုလို့ရှိရင် digital artistry အပြင်အကြောင်းသားတွေရုံးသမားတွေနှုတ်မှတ်မဲ့ပိုင်းညာလုံးမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုအဆင်ပြေတယ်အောက်သွင်းတဲ့နေရာမှာလည်းတခဲအပူတွေကျိုးအပူတွေထပ်မလို့ပဲနဲ့ဒီ တက်ပလက်မှာပဲကပ်ပြီးတော့အသွေးလိုက်ရုံပဲဆိုတော့လုံးဝအလုံးချုပ်တော့ဘူးပေါ့နော်ဒီ Huawei Mate 11.5S တက်ပလက်မှာကဘာတွေထပ်ပြီးအသာသေးလဲဆိုလို့ရှိရင်သူ့မှာက Neuralink Bluetooth ကို support ပေးထားတဲ့အတွက်ကြောင့်မို့လို့တခြားအမှန် Bluetooth တွေလိုမျိုး device က၅ခုလောက်ပဲချိတ်ဆက်လို့ရတာမျိုးမဟုတ်ပဲね unlimited ချိတ်ဆက်လို့ရတဲ့အပြင်ကိုမှ device တွေအများကြီးချိတ်ဆက်ထားလို့လဲ connection ကကျသွားခြင်းမျိုးမရှိပဲねတော်တော်လေးကိုငြဲတယ်နောက်ထပ်အသာချက်တွေလည်းရှိသေးတယ်ဝိုင်းနေနဲ့ဒီတက်ပလက်ကိုတင်စားရမယ်ဆိုလို့ရှိရင် mini PC ဒါမှမဟုတ် mini laptop လို့တော့တင်စားရမှာပဲဘာလို့လဲဆိုရင်တော့အဓိကအကြောင်းရင်းတွေကိုနောက်မှဆက်ကြည့်လိုက်ရအောင်နော်သူ့မှာက daily အတွက်တင်မဟုတ်ပဲနဲ့အကြောင်းဆုံးရုံးဆုံးအတွက်အသုံးဝင်မဲ့ application တွေလည်းပါတယ်ပထမဆုံးအနေနဲ့ကတော့ GoPay ဒီ application မှာဆိုလို့ရှိရင် digital artist တွေမားတွေ design တွေမားတွေအတွက်တော်တော်လေးကိုအသုံးဝင်တယ်သူ့မှာတစ်ခါတည်းပါတယ် ambassador နဲ့ဆိုလို့ရှိရင် drawing tablet တစ်လုံးလိုမျိုးပုံတွေကိုကောင်းကောင်းလေးဆွဲလို့ရတယ်နောက်တစ်ခုဖြစ်တဲ့ Huawei Note သူ့မှာဆိုလို့ရှိရင်အကြောင်းသားတွေတနန်းသားတွေအတွက် language ပဲသင်မလားဒါမှမဟုတ်တခြား အရေးကြီး note တွေကိုပဲရေးမလား recording function တွေပါတဲ့အပြင်ကိုမှ secret recorder တခုတည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတန်ကိုမှ record လုပ်ပေးတယ်နောက်ပြီးစာအုပ်လိုမျိုးမျက်နှာဖုန်းကာပါတွေတချောင်းမြင်လားလေးချောင်းမြင်လား schedule ပဲဆွဲချင်လားဒီ app တခုထဲနဲ့လုံးဝအဆင်ပြေတယ်နောက်ဆုံးဖြစ်တဲ့ PCWPS သူ့မှာဆိုလို့ရှိရင်လုပ်ငန်းခွင်ထက်အရေးပါတဲ့ Excel, Word, PowerPoint တွေကို license မလိုဘဲနဲ့ PC version အတိုင်းအသုံးပြုလို့ရမယ်ဘယ်တော့တော့ laptop အလေးကြီးတွေမတည်တော့ဘဲနဲ့ tablet လေးတစ်လုံးနဲ့ပေါ့ပေါ့ပါပါအလုပ်တွေလုပ်လို့ရမယ် keyboard ကပါပါပါတဲ့အတွက်ကြောင့်မလို့လုံး ုံးဝကွက်တီပဲ။ Huawei Mate 11.5S Tablet လေးကခုချိန်ထိတက္ကသိုလ်လမ်းမှာအမေးအများဆုံးဖြစ်နေတဲ့အပြင်လူကြိုက်အများဆုံးဖြစ်နေတာကဒီအချက်တွေကြောင့်လို့ပဲဝိုင်းထင်ပါတယ်။ကြည်တီတော့15သိန်း20ဝန်းကျင်နဲ့ပြရမယ့် Special Gift ကလည်း10သိန်းလောက်တန်တယ်။ Laptop အသေးစားလိုမျိုးသုံးလို့ရမယ့် Function တွေ၊ Performance တွေကအကျုံးသမားရုံးသမားတွေ၊ Digital Artist သမားတွေအတွက် Daily မှာ Style လဲကြမယ်၊အဆင်လဲပြည့်မယ်ဆိုတော့ဒီ Tablet လေးကရွေးချယ်လို့ကောင်းတဲ့ Tablet လေးလို့ Recommend ပေးချင်ပါတယ်။ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့တက္ကသိုလ်လမ်းမှာဝယ်ယူရရှိနိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ပဲ ီဗီဒီယိုလေးကိုအဆုံးသတ်ပါမယ်နော်နောက်ထပ်ဗီဒီယိုတွေမှာဝမ်းနဲ့တူတူပြန်တွေ့ကြမယ်ဘိုင်ဘိုင်